တငင်းစင်းတို့အလုံးပဲမင်္ဂလာပါ Animas Anime ကနေပြန်ကြည့်စုလိုက်ပါရယ်ကျွန်တော်နဲ့ဆက်ပြီးမဲ့ Anime ကတော့ Remake Season 2ရဲ့ Episode 4 ठी ပဲဖြစ်ပါရယ် ဖုန်းထဲချမှာကြောင်းသားတွေလည်းစားတော့ပြီးပြောရှင်နေကြကနေ့လယ်ရောက်တဲ့ထိဆာကူရာကရောက်မလာသေးလို့နယ်ရီလည်းဖုန်းဆက်ပြီးမေးလိုက်တာဆာကူရာကဖြန်းနေတယ်ဆိုတာကိုသိလိုက်ရတယ်။အဲဒါကြောင့်နယ်ရီတို့လည်းဆာကူရာရဲ့အိမ်ကိုမမွေးဘူးသွားတာ။လိစာထဲကအိမ်ကိုတွေ့တော့ဆာကူရာရဲ့အိမ်ရောဟုတ်ရလားဆိုပြီးကြောက်နေကြတယ်။အခန်းတကားကိုဖွင့်လိုက်တော့ဆာကူရာတကူဖြစ်နေပြီလားဆိုပြီးစိုးရိမ်နေကြတော့ဆာကူရာထွက်လာခဲ့တယ်။စူကိုလည်းလာလေလာလို့ပြောလိုက်ပြီးဆာကူရာကိုနှုတ်ဆက်လိုက်တယ်။ဆာကူရာကတယောက်တည်းနေတာကိုသိလိုက်ရတော့အန်အောနေကစိင်းနဲ့မုန်းနေဝင်လာတယ်လို့ပြောတော့မလိုအပ်ဘူးလို့ပြန်ပြောတယ်။နယ်ရီလည်းကျောင်းကလူတွေကဆာကူရာအတွက်ပေးလိုက်တာတွေကိုပေးရင်အမြန်ကျမ်းမှစီဖို့အတွက်ဆူတောင်းပေးနေတဲ့အကြောင်းပြောပြပေးမယ်။ ်ဆာကူရာကအကန့်နေပြောနေလို့ဆူကိုလည်းဆာကူရာကတောက်ထက်နေချင်နေတာမလို့ပြန်ရအောင်လို့ပြောပြီးထွက်သွားကြတယ်။ဆူကိုလည်းအပြန်မဆာကူရာကတောက်ထက်ထိချင်နေတာလို့ပြောတော့နေရီလည်းဆာကူရာကသူ့ကိုအမြဲကူညီပေးနေတာမလို့ဆာကူရာနဲ့အတူရှိနေပေးခြင်းနဲ့အကြောင်းပြောပြလိုက်တယ်။ ဲ့ဒါတွေကိုကုလူဟာကကြားသွားခဲ့တယ်။ညံ့ရောက်တော့ဗိုက်စာတာနဲ့မုံစားဖို့လုပ်တာသူတငယ်ချင်းနဲ့ဆူတောင်းပေးထားတာကိုတွေ့တော့အံ့ဩသွားတယ်။ငါအမြင်နဲ့တောက်တဲ့ရှိနေခဲ့ပြီးမဲ့အဆင်ပြေတယ်။မထင်မဲ့ပဲတငယ်ချင်းတွေအများကြီးရလာခဲ့တယ်။ငါတငယ်ချင်းတွေအလုတ်ခံရရင်ခနာကိုကဘာလို့မလုပ်နိုင်ရတာလဲ။ရုပ်ရက်တကားဖွင့်တန်ကြာလို့လန်သွားကအဲ့မှာကုလူဟာရောက်လာတော့အံ့ဩသွားတယ်။သူမကစံပြုတ်တိုက်တော့ဆွဲနေပြီးအပူကြဆေးပါကပ်ပေးလိုက်တယ်။ကုရူဟာကစတိုင်းစနေလို့တီးကုန်တယ်။နင်ဘာလို့တငယ်ချင်းတွေကိုရှောင်နေတာလဲ။ဒါငါကိစ္စပါ။ငါပါတာငါချစ်ရှင်းနိုင်တယ်။ကဲဒါကိုနင်လုံးနိုင်လား။နင်မှာဘာပစ္စည်းမှလည်းမရှိဘူး။ဒါကိုငါလုပ်ပေးထားတာ။ ဒီဟာကလည်းနယ်ရီတို့ဝယ်ပေးထားတာနင်းမသားဝယ်နိုင်ရင်တော့တင်းငင်ချင်းနဲ့လုပ်ပေးရဆိုတာကနေကသူတို့အတွက်တမှုရှိရသူမို့လို့ပဲလူတွေကသူတို့တောက်ထက်မလုပ်နိုင်တာတွေအများကြီးရှိတယ်သူများကိုမိခိုးတာတို့ဆူတောင်းပေးတယ်ဆိုတာတို့ကအစပိုင်းမှာတစ်မျိုးဖြစ်နေတတ်တယ်လေမနက်ဖြန်နေပြန်ကောင်းတော့ခါကြီးစီကိုသွားလဲတယ် အဲ့မှာသူ့ပေါ်တာတွေကကြည်နေလို့ခါစီလက်ရှက်နေခဲ့တယ်။သူလက်ချားနေရကိုထွက်သွားကမပြောချင်တာလဲလို့မေးတော့ခီးနဲ့တိုက်တုံးကငါဥဆောင်ပြီးတိုက်ချင်ပြီးမယ်ခါစီတို့ရောက်လာမှနိုင်သွားတယ်။တခုတိလိုက်ရတာကသူများကိုယုံကြည်ပြီးအကူအညီယူရမယ်ဆိုတာပဲ။မင်းကမင်းရဲ့ပေါ်တာတွေကိုလုံးဝအကူတယ်လေ။မင်းဘယ်လိုလိုက်တာလဲ။ငါလည်းအဲ့လိုဖြစ်ချင်လို့ခါစီလက်ကော်ဖီဝယ်တိုက်လိုက်ကထက်ခိုးကိုခေါ်သွားတယ်။တကယ်ကငါဘာမှမလုပ်ဘူး။ပေါက်ကီးရတွေမပြောနဲ့။ဘာရှာနေပြန်တာလဲ။ဒါကဘာလဲ။ green tea အထဲမှာတော့ coffee တွေဘာရေးထားလဲဆိုတာကအရေးမကြီးဘူးအထဲမှာဘာရှိလဲကအဓိကပဲဘာဖြစ်လဲအဲ့ဒါက နောက်ဘယ်တော့မှမလုံနိုင်ဘူးလို့မပြောနဲ့မင်းမလုံနိုင်တာကိုသိရင်တခြားသူကိုအောက်ကိုရမှာပေါ့မင်းကသူမညင်မဆိုလို့မလုပ်ဘူးလေဆာကူရာလည်းငါကသူများနေဘလို့ထင်လဲဆိုတော့ကိုဂီမဆိုင်ခဲ့ဘူးတကယ်ကငါဂီမဆိုင်ဘူးလို့ထင်ခဲ့မိတာငါရဲ့အလားအလာကိုတွေ့တော့သူတို့ကအတိုင်းကောင်းဆောင်ခန့်ခဲ့ကြတယ်သူတို့ရဲ့မျှော်လင့်ချက်ထဲမှာမရှင်းတန်းခြင်းဘူးငါသူတို့ရဲ့မိကိုယ်တော်ကိုခန့်ခြင်းခဲ့တာကိုတော့ဝန်ခံတယ် မင်းကလူတွေကိုဘလို့ထင်လဲတော့မသိဘူးဒါပေမဲ့သူတို့ကမင်းကြောက်နေတာကိုသတိထားမိလိမ့်မယ်သူတို့ကဘလို့လို့သိမှလဲငါကြောက်နေတာကိုအကုန်သိတယ်ဟာကြောင်နေကြောက်တဲ့အခါမှာဖြစ်တယ်လို့မျိုးပေါ့ဒီခေါင်းမောကတရေရှိတယ်တဲ့ဟိုနားမှာညဘက်ဆိုရင်ပေါ်လာတာပေါ့နောက်နေ့တခြားသွားကြည့်တော့မာတခြားဟာဖြစ်နေတာသူတို့အမြင်မှပြီးကြောက်နေတာပေါ့မင်းမြင်တဲ့ဟာကိုမင်းမသာလက်မခံတာကနေဘလို့အပဲအကြောက်တရားတွေဖြစ်ပေါ်လာတာပေါ့မင်းကသူများတွေကပြော့နေတယ်လို့အထင်မှန်ကျင်ဘူးလေမင်းကြောက်တာသူတို့သိလဲသူတို့ကမင်းကိုအထင်မသေးပါဘူးသူတို့ကမင်းဘယ်သူလဲ မင်းဘာလို့နိုင်လဲဆိုတာကိုကြည့်နေတာမဟုတ်လို့ပဲဒါပေမဲ့မင်းကအကြောင်းမရှိပဲကြောက်နေတာလေငါအမြင်မှာတော့မင်းအားနေတာကိုလူမသိစေချင်တာပဲအဲ့ဒါကငါနားလဲပါတယ်ကွာမင်းပုံစံအတိုင်းပဲနေပြီးသူတို့ကိုယုံလိုက်ပါဟာအရန်ကောင်းတဲ့ခါကြီးရေမင်းရင်းချက်လာတာပဲမင်းရဲ့လေတံကဟီရာကီနဲ့တူလာတဲ့တိလာဦးမေမီရလည်းခါကြီးထိုးတာခံလိုက်ရပြီးခါကြီးလည်းအကုတ်ဆင်းပြေးတယ်ဒီကောင်းတဲ့တီတောင်ပြင်းလာတာပဲမင်းခါကြီးပြောတာကိုဘလို့ထင်လဲငါမလုံးနိုင်တာတွေအများကြီးရှိပြီမယ်ငါမကြောက်ဘူးဘာလို့လဲဆိုရင်သူတို့အားလုံးကငါ့ကိုလက်ခံကြလို့ပဲအဲ့ဒါကြောင့်သူများမလုံးနိုင်တာကိုငါလုံးနိုင်တာပေါ့ အာကိုးစားရှိတာကိုအာကိုခွန်းလို့ဆရာရှိတာကိုခွန်းလို့လိုက်အဲ့ဒါမင်းတို့နဲ့အမြဲတမ်းနေထိုင်နိုင်မဲ့နီလန်ပဲမင်းရဲ့ဘော်ဒါတွေကိုယုံလိုက်ပြီးတော့မင်းရဲ့ပုံစံတိုင်းတို့နဲ့နေလိုက်ဆာကူရာလည်းသဘောပေါက်သွားခဲ့တယ်မင်းတို့ရဲ့စီနီယာအနေနဲ့မပျော်ဘူးလားပျော်ပါတယ်ဟာဟီရာကီလက်ခါကြီးကအငယ်တွေကိုအကြံပေးနေတာနဲ့ပတ်သက်ပြီးချီးကျူးလိုက်တယ်အဆုံးချီးကျူးပေးခဲ့ကြတော့တကယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်